မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD နိုင်ငံကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦးဟာဒီကနေ့မနက်ပိုင်းမှာပဲကွယ်လွန်သွားခဲ့ပြီဆိုပါတယ်ပြည်တွင်းမှာရွှေစင်းနှုံတွေတဟုန်တို့မြင့်တက်နေတဲ့အချိန် ရွှေကုန်တဲနဲ့ရွှေစိုင်ပိုင်ရှင်အယောက်20ထက်မနည်းကိုစစ်ကောင်စီလက်အောက်ကစားသုံးလုံးကခေါ်ယူစစ်ဆေးနေပြီးငွေလဲဟွန်ဒီတမဆနအူအပြင်ဒေါ်လာဝယ်ရောင်းကြော်စောတဲ့သူတွေကိုလည်းစစ်တပ်နဲ့စားသုံးလုံးကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာသူရဦးတင်ဦးဟာဒီကနေ့မနက်ပိုင်းမှာပဲကွယ်လွန်သွားခဲ့ပြီလို့ အနိကပြုစုစောင့်ရှောက်ပေးနေသူစာရေးဆရာထင်လင်းဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဇွန်လ10ရက်နေ့မနက်8:45မိနစ်အချိန်မှာပဲ NLD နိုင်ငံကသူရဦးတင်ဦးဟာအဆုတ်ရောင်ဝေဒနာအပါအဝင်လူကြီးယောဂာနဲ့ကွယ်လွန်သွားခဲ့တယ်ဆိုပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နိုင်ငံကသူရဦးတင်ဦးကွယ်လွန်သွားတဲ့အချိန်မှာတော့အသက်68နှစ်အရွယ်ရှိခဲ့ပြီသူဟာတမရကာကွယ်ရေးဦးစီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း1988ခုနှစ်ကနေ1986ခုနှစ်အတွင်းမှာထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ်တဲ့ပြင် NLD ပါတီရဲ့အရေးကြီးတဲ့ဥဆောင်မှုအခမ်းကဏ္ဍမှာပါဝင်ခဲ့ပြီးဩဇာကြီးမားတဲ့နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ပြည်တွင်းမှာရွှေဈေးနှုန်းတွေတဟုန်တို့မြင့်တက်နေတဲ့အချိန် ရွှေကုန်တွေနဲ့ရွှေဆိုင်ပိုင်ရှင်အယောက်20ထက်မနည်းကိုစစ်ကောင်စီလက်အောက်ခံစာသုံးလုံးကခေါ်ယူစစ်ဆေးနေပြီး ်ဝေလွဲဟွန်ဒီသမဆနှစ်ဦးအပြင်ဒေါ်လာဝယ်ရောင်းကျော်စော့တဲ့သူတွေကိုလည်းစစ်တပ်နဲ့စာသုံးလုံးကဖမ်းဆီးထားတယ်လို့ရန်ကုန်ရွှေကုန်းတဲ့တဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ရွှေစိမ်းနှုံးတွေတဟုန်တုံးမြင့်နေတယ်မေလ30ရက်နေ့ကပဲ။ရွှေကုန်းတဲ့နဲ့ရွှေဆိုင်ပန်းရှင်အယောက်20ထက်မနည်းကိုစစ်ကောင်စီလက်အောက်ခံစာသုံးလုံးကခေါ်ယူစစ်ဆေးနေတယ်ဆိုပါတယ်။အဲ့ဒီလိုပဲရွှေစိမ်းတက်တိုင်းစာသုံးလုံးကရွှေကုန်းတွေရွှေဆိုင်ပန်းရှင်တွေကိုခေါ်ခေါ်ပြီးဟိုမေဒီမေလောက်နေတာဖြစ်တဲ့ပြင် ဒီတစ်ခေါက်ကဈေးတွေမတရားခုန်တက်သွားတော့အရင်လိုခေါ်ထားယုံနဲ့မပြီးပဲစီမံချက်ဆိုပြီးတရားစွဲထောင်ချမှာတွေကိုပါစိုးရိမ်နေရတယ်လို့ရှေ့ကုန်းတဲ့တူကပြောထားပါတယ်။ဒါအပြင်စစ်ကောင်စီကပြည်တွင်းမှာဟွန်ဒီငွေလွှဲလုတဲ့လူပုဂ္ဂိုလ်၁၂ဦးကိုဖမ်းဆီးထားပြီးဗန်စင်းနဲ့ငွေစရင်း84ခုကိုပိတ်ပင်လိုက်တယ်လို့လဲစစ်ကောင်စီရဲ့ဗဟိုဘဏ်ကထုတ်ပြန်ထားပါသေးတယ်။လက်ရှိမှာလည်းအကြမ်းဖက်စစ်ကောင်စီကရွှေသမားတွေဟွန်ဒီငွေလွှဲလုတဲ့သူတွေကို မြင်ရတွေ့ရနှီးဆက်ရတွေအကုန်လိုက်ဖမ်းနေတဲ့ပုံစံမျိုးဖြစ်နေတဲ့အပြင်အရင်ကဒေါ်လာဝယ်ရောင်းလုတ်ခဲ့ဘူးပြီးအခုဘာမှမလုတ်တော့ဘဲနေတဲ့သူကိုယ်တော်အရင်က လုတ်ခဲ့ဘူးတဲ့ဆိုပြီးဖမ်းသွားတာမျိုးပါရှိနေတယ်လို့ရန်ကုန်မြို့နေနိုင်ငံခြားငွေလွှဲလက်ကြီးတိုင်တူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးမြို့မန်းမြို့မှာဈေးအတွင်းကစက်တန်းရွှေဆိုင်ကိုမနေ့ကညနေပိုင်းမှာပဲဒုတိယအကြိမ်ဓမြတိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေတဲ့ပစ္စည်းနဲ့လက်ဝတ်ရတနာစုစုပေါင်းရွှေ၄ပိတ်သာကျော်ပါသွားတယ်လို့ရဲတရင်ရင်မြစ်ကပြောပါတယ်။မေလ31ရက်နေ့ဖြစ်တဲ့မနေ့ကညနေ3:00နာရီကျော်လောက်မှာပဲ။မန္တလေးမြို့မန်းမြို့မှာဈေး84လမ်း38လမ်းနဲ့39လမ်းကြားမှာဖွင့်ထားတဲ့ဆယ်တန်းရွှေဆိုင်ကိုအဖျော်မတူကားနဲ့လူလေးဦးရောက်လာပြီးဓမြတိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက်ဘေးကလူတွေကဝိုင်းအော်တော့ဓမြတွေမှာပါလာတဲ့တနတ်နဲ့ရွှေဆိုင်ကိုချိမ့်ချောက်ပြီး ဆိုင်ထဲကရွှေတဲ့ပစ္စည်းနဲ့လက်ဝတ်ယတနာတွေကိုလွတ်ယူသွားရမှာရွှေလေးဘိတ်တာကျော်ပါသွားတယ်လို့ရဲတရင်ရှိမိကပြောထားပါတယ်အဲ့ဒီဆယ်သန်းရွှေဆိုင်ဟာအခုနှစ်ဇန်နဝါရီလ19ရက်နေ့ကလည်းပထမအကြိမ်ဓမြတိုက်ခံရပြီအဲ့ဒီတော့ကနောက်တစ်ခေါက်လာခဲ့မယ်လို့ဓမြတွေကပြောခဲ့ပြီးတဲ့နောက်မှာပဲအခုမေလ31ရက်နေ့မှာဒုတိယအကြိမ်ဓမြတိုက်သွားတာဖြစ်တယ်လို့ဆယ်သန်းရွှေဆိုင်ဘက်ကပြောပါတယ်စစ်ကောင်စီကတော့ အဲ့ဒီလိုစေတန်းရွှေဆိုင်အတွင်းဓမြတိုက်တဲ့သူတွေကိုပထမအကြိမ်ကတည်းကဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်ခင်ဗျာတပတ်မှာတော့မန္တလေးတိုင်းတောင်သားမြို့နယ်မှာရှိတဲ့တောင်ကန်တော်ကျေးရွာမှာလက်နက်ကင်ပြီးပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ပြူစော့တီကောင်းဆောင်အောင်ဆန်းရဲ့နေအိမ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်ပစ်ခတ်ရှင်းနေရမှာအောင်ဆန်းပါဝင်ပြူစော့တီ၃ဦးသေကုန်ကြတဲ့အပြင် သူတို့စီကတနက်တလက်ကိုပါတင်းစီရရှိခဲ့တယ်လို့ Scorpion PDF အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကိုပြောပါတယ်။မေလ29ရက်နေ့ကပဲတောင်တာမြို့နယ်တောင်ကန်တော်ဂျေးရွာကပီစော့တီခေါင်းဆောင်အောင်ဆန်းရဲ့နေအိမ်ကိုတော်လိုင်းရဲတပ်တွေကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်ပီစော့တီခေါင်းဆောင်အောင်ဆန်းအပါအဝင်ပီစော့တီဖုန်းဦးလုံးဟာပွဲချင်းပြီးကိုသေကုန်ကြတယ်အပြင်သူတို့စီကနေတနက်တလက်နဲ့ကြီးစံအချုပ်ကိုပါတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့ပူစောတီခေါင်းဆောင်အောင်ဆန်းနဲ့အပေါင်းပါပူစောတီသုံးဦးဟာစစ်တပ်အကုန်နဲ့လက်နက်ကင်ထားတဲ့သူတွေဖြစ်တယ်လို့သူတို့ကြောင့်ထောင်ကျသွားခဲ့ရတဲ့ပြည်သူတွေလည်းရှိတယ်အပြင်ဂျေးရွာတဲ့ကပြည်သူတွေကိုနှီးမျိုးစုံနဲ့ပိတ်နှိပ်ချိမ့်ချောက်အနိုင်ကျင့်နေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့ Scorpion PD ရဲ့အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာတော့ အင်းစိန်မြို့နယ်ဂျိုကုန်းအနောက်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုတော်လိုင်းရေးတပ်ဖွဲ့ကလက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Together Urban Force အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ30ရက်နေ့ညပိုင်းကပဲအကြမ်းဖက်စစ်ကောင်စီရဲ့မတရားစစ်မှုထမ်းကိစ္စကိုအကောင့်ထဲပေါ်ပေးနေတဲ့အင်းစိန်မြို့နယ်အနောက်ဂျိုကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force အဖွဲ့ကလက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုဆက်လက်စုံစမ်းနေပြီးလက်ရှိရန်ကုန်မြို့မှာ အကြပ်ဖက်စစ်တပ်အလို့ကျလိုက်လုံနေတဲ့စစ်တပ်တောက်တိုင်မှန်သမျှကိုဆက်လက်ရှင်းလင်းမှုတွေလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုလည်းရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းက TNL ထိန်းချုပ်ထားတဲ့နေမြေမှာမြေရှားတတုစမ်းသက်ရှာဖွေတူပေါ်မှုတွေကိုခွင့်ပြုမှာမဟုတ်ဘဲပိတ်ပင်လိုက်တယ်လို့ TNL ကတရားဝင်ထုတ်ပြန်လိုက်ပါတယ် လက်ရှိ DNL ထိန်းချုပ်ထားရာတအံပီနယ်အတွင်းကမြေရှားတတုရှာဖွေ24ဒါရီအသေးစားကြီးစားထုတ်လုပ်ဒါတွေကိုမြေသိလုပ်ငန်းရှင်တဦးတယောက်ကမှခွင့်ပြုမှာမဟုတ်ဘူးလို့ DNL ကထုတ်ပြန်ထားပြီးလိုက်နာမှုမရှိရင်တော့ DNL ရဲ့ဥပဒေအတိုင်းအရေးယူမှာ ဖြစ်တယ်လို့မေလ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲ DNL ကတရားဝင်ထုတ်ပြန်ကြေညာထားတာပါဒါပြင်တန်ပီနယ်ကမိဘပြည်သူတွေရဲ့ရေရှိအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ကာကွယ်ထိန်းသိမ်းရေးအတွက် အရင်အစိုးရအဆက်ဆက်ကတအံ့ပြည်နယ်အတွင်းခွင့်ပြုထားတဲ့တထုလုပ်ငန်းနဲ့အခြားပုဂ္ဂလိကလုပ်ငန်းတွေရဲ့ license နဲ့ခွင့်ပြုမိန့်တွေကိုလည်း TNL ကပယ်ဖြတ်လိုက်တယ်လို့ထုတ်ပြန်ချက်မှာဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေဝန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ